အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့အမာ TV ဖုန်းမင်းသမီးအိမ်နောင်ကြီးအစ်မပြေလို့အိမ်မော်ကဆင်းသွားတာကိုပညာသားပါပါပြန်ပြောလာတဲ့မင်းသမီးမြတ်သူသူရဲ့ဗီဒီယိုဖိုင်လေးကို အားလုံးသိအောင်ဝေမျှပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာမြတ်သူသူကိုလည်းပြောလိုက်ကြပါအောင်အင်းမြင်မြန်ပြန်ပါလို့ယောက်ျားအရန်စိတ်ပူနေတယ်လို့သူ့ယောက်ျားသူ့ကို အဲကိုးတွေမိန်းနေနဲ့ညီညွတ်မိတုံးနေဆိုတာသူတို့တရုတ်လူမျိုးတွေမို့လို့အဲ့လိုမျိုးညီညွတ်မိတုံးနေဆိုတာကိုလည်းလို့သိနေပါပြီလို့အိမ်အိမ်တွင်အကြံဖတ်ခံရတယ်ဆိုပြီးမှထွက်ပြေးသွားတယ်လို့လည်းကျမတို့ကသတင်းကြားထားတယ်ဆိုတော့လေကိုရီးယားကတော့အဲ့လိုမဖြစ်စေချင်ဘူးပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲဖြစ်စေချင်တယ်အဲ့တော့မြတ်တူတူကြီးအိမ်ုံမြင်မြန်ပြန်မှာအိမ်မှာယောက်ျားကစောင့်နေတယ်တဲ့တော်တော်လေးစိတ်ပူနေပြီတဲ့အဲ့ဒီသတင်းနဲ့လည်းတော်တော်ကြည်ရထားနေပြီဆိုတော့လေမြန်မြန်ပြန်မှာလို့နော်ကိုကိုကူပြောပေးအောင်မြတ်တူတူတရားအိမ်မွားနေပြီထွက်ပြေးသွားတယ်တဲ့ယောက်ျားနှိမ့်ဆက်လို့ဆိုလားပဲသူ့မှာပိန်ပိန်လာလာတော့မှပဲ ဒီလိုနှိမ့်ဆက်နေတာရှိနေတဲ့အတွက်ကြောင့်သူ့မှာမစားနိုင်မတော့နိုင်နေဖြစ်ပြီးတော့ပိနေတာတဲ့ကိုရီးယားချင်နေတာကြတော့ကွယ်သူကဇက်လန်တွဲတွေပြန်ရိုက်မယ်သူအမှုပညာအလုပ်တွေပြန်လုပ်မှာမို့လို့ကိုရီးယားသူဝိတ်ချနေလို့ထင်တာသူနှိမ့်ဆက်ခံနေရတာလေလောက်ပါဦးပြောပါဦးပြောပြလိုက်ပါဦးနော်နော်မြင်မြန်ပြန်ပါလို့မအားလို့လည်းတော်တော်စိတ်ပူနေတယ်လို့မြတ်သူရေးမြင်မြန်ပြန်နော်အမားတို့တကယ်စိတ်ပူနေအပြင်မှာခက်ကာလာချင်းနေကောင်းနာမုံညီမလေးပြင်မှာရှောက်သွားမနေနဲ့လို့နော်ပြောပြကြပါဦးလို့ကျေးဇူးပါရှင်